အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုစည်းရုံးကွန်မတီအားပေါ်ပြည်သူအာဏာကြားနဲ့အမှတ်23 2003ခုနှစ်ဇန်နဝါရီလတုန်းမှာဖော်ပြပါရှိတဲ့တတိယလိုင်းနဲ့ဗမာပြည်နိုင်ငံရေးဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။တတိယလိုင်းနဲ့ ဗမာပြည်နိုင်ငံရေးနိုင်ငံအသီးသီးရဲ့နိုင်ငံရေးဇက်ခုံတွေမှာ တတိယ line ဆိုတာတွေအမျိုးမျိုးပေါ်လေးရှိပါတယ်စစ်ရေးခေတ်ပြီးအရင်းရှင်နိုင်ငံကြီးတချို့မှာလည်းတတိယ line ဆိုတာခေတ်စားနေပါတယ်အင်္ဂလန်နိုင်ငံကတိုနီဘလဲဂျာမနီကရှီရိုဒါတို့ရဲ့လမ်းစဉ်ကိုတတိယလမ်းစဉ်လို့သူတို့ကဆိုကြပါတယ်ပထမကမ္ဘာစစ်ပြီးဆိုဗီယက်ယူနီယံပေါ်ပေါက်လာပြီးကမ္ဘာမှာ socialist ဝါဒခေတ်စားကျယ်ပြန့်လာတော့မြောက်ဥရောပနိုင်ငံတွေမှာ ဆိုရှယ်ဒီမိုကရက်ဝါဒပေါ်ပေါက်လာတာကိုအားလုံးသတိရကြမှာပါဒါတွေဟာအရင်ရှင်စနစ်ပေါ်စိတ်ပြတ်နေသူတွေကိုဆိုရှယ်လစ်ဝါဒနောက်မပအောင်ဆွဲဆောင်ဖို့အတွက်အရင်ရှင်လူတန်းစားကဖန်တီးလာတဲ့တတိယလမ်းစဉ်တစ်မျိုးဖြစ်ပါတယ်နောက်ပြီးဗမ်မလိုက်နိုင်ငံများရဲ့လှုပ်ရှားမှုဆိုတာလဲအင်အားလုံးနိုင်ငံကြီးနှစ်နိုင်ငံအကြားကတတိယအင်အားစုတည်းရဲ့ဖော်ထုတ်တာပါပဲဒါပေမဲ့အခုတင်ပြမဲ့တတိယ line ဆိုတာကတော့အဲ့ဒီနိုင်ငံတကာကိစ္စတွေနဲ့မဆိုင်ပါဘူး ဗမာပြည်ကပြည်တွင်းရေးအကြောင်းသာဖြစ်ပါတယ်တကယ်တော့နိုင်ငံရေးအခြေအနေတစ်ခုမှာပေါ်ထွက်လာတတ်တဲ့တတိယ line ဆိုတဲ့နိုင်ငံရေးကစားနည်းတစ်မျိုးဟာအဆမ်းမဟုတ်ပါဘူးနိုင်ငံတကာနိုင်ငံရေးမှာကာလကြာမြင့်စွာကလေးကတည်ရှိတဲ့အင်မတန်ယိုတာနေတဲ့နိုင်ငံရေးနိပရိယတစ်ခုသာဖြစ်ပါတယ်တဦးဆမိုင်းပရိသေမင်းခေကိုလွန်ကလေးကတည်ရှိတဲ့ဆိုရင် မမှားပါဘူးပရိသေခေကတော့ဘယင်းမှာအတိုက်ခံမရှိခဲ့ပါဘူးမကြေနိုင်ရင်တတ်စု ပုံကန်ထောင်ထားဖို့ပဲရှိပါတယ်။ဘရင်ကလည်းအဲ့ဒီအင်အားကိုအပြက်နှိမ့်တာပါပဲ။ဒါကြောင့်တတ္တရအင်အားဆိုတာမွေးဖို့လည်းမလိုဘူးပေါ်စရာလည်းအကြောင်းမရှိပါဘူး။ဗမာပြည်မှာလည်းအင်္ဂလိပ်ကိုလိုနီဘဝမှာအတိုက်ခံအင်အားစု အာမကြီးခင်တုန်းကတတ္တရအင်အားပြဿနာမရှိပါဘူး။ဒီလိုနဲ့ကဘာစစ်ပြီးဖက်စစ်ဆန့်ကျင်ရေးတိုက်ပွဲအချိန်နဲ့စီလုံးမိလာအားကောင်းလာတဲ့ဗမာပြည်ပြည်သူတွေရဲ့နေချက်ဆန့်ကျင်ရေးလှုပ်ရှားမှုကိုရင်ဆိုင်ရတဲ့ခါမှာကြတော့အင်္ဂလိပ်ဆိုရဟာ ကြံမိကြံရဒီနီကိုကြံဆရပါတော့တယ်။ဘီယင်ကဆာဒါမန်စစ်ထာ1945-46ကာလဖာစပလခေါင်းဆောင်တဲ့ဗမာပြည်ပြည်သူလူထုကိုရင်ဆိုင်ရတဲ့အခါမှာတတိယလိုင်းတစ်ခုဖော်ဖို့လှုပ်လာခဲ့ပါတယ်။သူ့လုပ်ပုံကဂျပန်ပြည်ဆူဂါမိုရှိအမေရိကန်ရဲ့စစ်ထောင်ထဲမှာရောက်နေတဲ့ဒေါက်တာဘမွန်နဲ့ယူဂန်ဒါနိုင်ငံမှာအင်္ဂလိပ်ကထောင်ထဲထည့်ထားတဲ့ဂလုံဦးစော့တော်ကိုလွှတ်ပေးဖို့လန်ဒန်ကို တင်ပြပါတယ်။ဒါကိုလန်ဒန်ကချက်ချင်းပဲသဘောတူပြီးအမေရိကန်နဲ့ညှိ နှစ်ယောက်စလုံးကို ထောင်ထဲကထုတ်ရန်ကုန်ကိုပြန်ပို့လိုက်တာပါပဲဒီလိုနဲ့သူတို့ဟာရန်ကုန်မှာရှိနေနေတဲ့သခင်ဘစိန်သခင်ထုံးအုပ်တို့နဲ့ပေါင်းစည်ပြီးစောစိန်မော်ဂိုင်းဆိုတာကိုထောင်ပေးခဲ့ပါတယ်အင်္ဂလိပ်ကသူတို့ကိုတတိယလိုင်းကိုလိုနီအစိုးရကတလိုင်းဆန့်ကျင်သူတွေကတလိုင်းပေါ့တတိယလိုင်းရဲ့လို့ပင့်ပေးလိုက်တာတခါတည်းတရေမွေးသလိုဖြစ်သွားပြီးနောက်ဆုံးမှာမာနထောင်လွှားလာတဲ့ဦးစောဟာ1940ကျတော့ဘိုးအောင်ဆန်းတို့ကိုလောက်ကြံတဲ့အထိဖြစ်သွားပါတယ် ဒီရင်ကလည်းသူတို့မှာတိကျတဲ့မူဝါဒရေလို့မရှိပဲတခြားလုံးဖားစပ်ပလအဖွဲ့ကြီးလုံးသမျှကို ग्वा တိုက်နေတာပဲအဓိကလုံနေတာပါဒါနဲ့ဗျောင်းမြန်ကွန်မြူနစ်ပါတီကတော့ပြည်သူတွေရဲ့လွတ်လပ်ရေးတိုက်ပွဲအရှိန်ဟုန်ကိုထိခိုက်စေမဲ့ဟာမလုပ်ခဲ့ပါဘူးဘာကဘာဟာဖားစပ်ပလနဲ့ကွဲပြီးတော့မှတောင်အဲ့ဒီလိုနယ်ချက်လူတော်ကြီးတွေနဲ့မပေါင်းခဲ့ပါဘူးဘတ်မော်ဘတ်စိန်တို့ဟာအတိုက်ခံတပ်ပေါင်းစု All Opposition Alliance AOA ဆိုပြီးအဖွဲ့တစ်ခုထူထောင်တော့ဘာကဘာဟာဝင်မပါတဲ့ပြင်ဆန့်ကျင်ခဲ့ပါတယ် ဖားစပါလာကိုဆန့်ကျင်ရရင်ပြီးရောဘသူနဲ့မဆိုလက်တွဲမယ်ဆိုတာမျိုးပါတီမှာမရှိခဲ့ပါဘူးအဓိကရန်သူကိုဆန့်ကျင်ရမယ်ဆိုတဲ့အခြေခံဥတီချက်မပြောက်ခဲ့ပါဘူးလွတ်လပ်ရေးရပြီးနောက်ဗမာပြည်နိုင်ငံရေးမှာဖားစပါလာနဲ့ပမညတတို့ဟာအဓိကအားပြိုင်တဲ့အင်အားနှစ်ရက်အဖြစ်တည်ရှိနေရကတည်းဖားစပါလာကွဲတော့အင်အား၃ခုဖြစ်လာခဲ့ပါတယ်ဒီခါမှာပမညတဟာတီချာတတိယလိုင်းနေမနေပဲပူပြီးဖောက်ပြန်စေအိုစုနဲ့နှီးဆက်တဲ့တီမြဲဖားစပါလာကိုဆန့်ကျင်ပြီး တန့်ရှင်းကိုထောက်ခံခဲ့တာဟာမှန်ကန်တဲ့လုပ်ရဖြစ်တယ်။1969ရွေးကောက်ပွဲကျတော့ဒီကိစ္စဟာပိုရှင်းသွားပါတယ်။တီမြဲဖဆပလာနဲ့ဆိုရှယ်လစ်စစ်ဘော်ဒီကိုပက်လက်လန်သွားအောင်ပြည်သူလူထုကမဲပေးနိုင်အောင်ပမာညာတာကနောက်ဆုတ်ပေးတယ်လို့လုပ်ပေးခဲ့ပါတယ်။ဒီသင်ခန်းစာကိုယူထားတဲ့ဘုံနေဝင်းဟာ1962အနာသိန်းတော့ဘယ်အတိုက်ခံကိုမှတီရှိခွင့်မပေးတော့ဘဲပရိသတ်ခစ်ကလိုတိုင်းပြည်ကိုအုပ်ချုပ်တော့တာပါပဲ။1969ရွေးကောက်ပွဲမှာလည်းအထက်ကတရားတိုင်ဖြစ်ခဲ့တာပါ။ အဲ့ဒီတော့ကပါတီပေါင်း200ကျော်ပေါ်လာတော့စေအိုစုကြိတ်သဘောကျနေတာကိုသတိရမိကြပါပါရှစ်လေးလုံးရေးတော်ပုံရဲ့အချိန်ကြောင့်ဒီလိုပါတီတွေပေါ်လာတာကို မပြောရဲမတားရဲတာလို့ဆိုရင်တော့ရပါတယ်ဒါပေမဲ့နဝတဟာအဆိုးတွေကအကောင်းအနေနဲ့အတိုက်ခံတွေအချင်းချင်းနှောင့်ချင်းချကုန်ကြတာမှာပဲလို့တွက်ထားတာပါဒါကိုသိနေတဲ့ဘကပဟာ UG တွေကတစ်ဆင့်တဆာညနဲ့ဒီချုပ်တူးချင်းစီးချင်းထိုးတဲ့ပုံစံဖြစ်အောင်အကြံပြုခဲ့ပါတယ် နောက်တော့ဒီအတိုင်းဖြစ်ဒီအတိုင်းအောင်ပွဲခံခဲ့ကြတာပါဒီနေ့အထိဒီမိုကရေစီအင်အားစုအလုံးအဲ့ဒီအချိန်အဲ့ဒီအားနဲ့စစ်အုပ်စုကိုရင်ဆိုင်နေကြတာမဟုတ်ပါလားအခုလဲဗမာပြည်နိုင်ငံရေးမှာတတရလိုင်းဆိုတဲ့သဘောမျိုး ကြားလာနေရပါတယ်ကိုကိုကိုတတရလိုင်းမှာလို့ကြီးညာသူလည်းရှိမကြီးညာသူလည်းရှိပါပဲတချို့အတန်ဟာပြည်တွင်းကထွက်လာတာဖြစ်ပြီးတချို့ကတော့ပြည်ပကနေပေးတဲ့အတန်ဖြစ်ပါတယ်သူတို့အားလုံးထတ်တူထတ်မြလို့တော့မဆိုနိုင်ပါဘူး ဒါပေမဲ့နိုင်ငံရေးလောကမှာဖြစ်လက်ဖြစ်ထရှိတာတွေနဲ့ရှင်မကြည့်ပဲမနေနိုင်ပါဘူး။တကယ်တော့တတ္တရာလိုင်းတတ္တရာအင်အားစုဆိုတာမျိုးကိုအထက်ကဥပမာများအတိုင်းပဲအာနာရနေသူတွေကသူတို့အချင်းအကျက်တွေ့နေချိန်မှာပွဲဝိုက်တဲ့နီးနဲ့ပေါ်ထုတ်လာတဲ့ထွက်ပေါက်ရှာနေတခုသာဖြစ်ပါတယ်။အထူးသဖြင့်သူတို့ကိုဆန့်ကျင်တဲ့ပြည်သူလူထုရဲ့အင်အားဟာသူတို့ကိုကြီးကြီးမားမားချိန်ချောက်လာတဲ့အချိန်မျိုးမှာအရှုံးကိုလက်မခံလို့တဲ့အာဏာပိုင်တွေက ဖန်တီးလေးရှိတဲ့ နီးပရိယတခုဖြစ်ပါတယ်။အဲ့ဒီပရိပခဟာအခြေခံအားဖြင့်ပြီးသွားပြီးဒါမှမဟုတ်အသွင်ပြောင်းသွားပြီးဆိုရင်တော့အဲ့ဒီတတိယလိုင်းဆိုတာလည်းအတူပျောက်ကွယ်သွားလိမ့်ရှိပါတယ်။ပြည်သူလူထုကအနိုင်ရရှိရင်အဲ့ဒီလိုင်းသမားတွေဟာဖိနှိပ်သူတွေနဲ့အတူအမိုက်ပုံးတဲ့ကိုရောက်သွားတယ်လို့ဖိနှိပ်သူတွေကအနိုင်ရသွားရင်လည်းသူတို့ကိုအားကြီးတဲ့အင်အားစုတရက်ဖြစ်မတည်ရှိစေပါဘူး။အများအားဖြင့်တော့ဖိနှိပ်သူနဲ့ဗျောင်းတသားတဲ့ရက်သွားကြပါလေ။ဒီနေရာမှာ တဆက်တည်းရှင်းအောင်ပြောထားရမှာကအခုပြောနေတဲ့နှစ်ပွင့်ဆိုင်လားသုံးပွင့်ဆိုင်လားဆိုတာဟာတတိယ line ပေါ်လာတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးသူတို့ဟာအခြေခံကြတဲ့ပြဿနာဥပမာ1990ရွေးကောက်ပွဲပေါ်သဘောထားလို့ဟာမှာမကွဲကြပါဘူးနောက်ပြီးပြည်တော်စုစစ်စစ်ပြဿနာကိုပြောဆိုနေကြတာလဲတတိယ line သမားနဲ့ဖြစ်တဲ့ပြဿနာမဟုတ်ပါဘူးဒီနေ့ဗမာပြည်မှာနာအဖကလွဲပြီးတခြားအဓိကကြတဲ့နိုင်ငံရေးအင်အားစုတွေကတတိယ line ဆိုတာကိုတင်ပြသူ မရှိသေးတာဟာ အတိုက်ခံတွေရဲ့အားကောင်းချက်ဖြစ်ပါတယ်။လက်ရှိဗမာပြည်အခြေအနေမှာတတိယလိုင်းဆိုတာက1990ရွေးကောက်ပွဲရလဒ်ကိုဘေးချိတ်ပြီးဗမာပြည်ပြည်ထနာဖြည့်ရှင်းရမယ်ဆိုတဲ့သဘောထားမျိုးကိုဆိုလိုတာပါ။တော်တော်များများကပြည်ပကလာတဲ့အတန်းတွေပါ။ဒီနေ့အနေထားရပြည်တွင်းမှာပြည်သူလူထုကြီးကကြမ်းကြမ်းခိုင်းနေတဲ့အတွက်ဘယ်သူမှတတိယလိုင်းပြည်ထနာကိုမြောင်မတင်ရပါဘူး။နာအဖရဲ့လှုပ်ကြံမှုလိုယူဆရတဲ့လူတယောက်ရဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်တဲ့ပစ်စာလူဟာပဲတွေ့ရပါသေးတယ်။ ဒါပေမဲ့ဒီလိုဆိုတဲ့အတွက်စစ်အစိုးရဟာဒီပြည်ရဲ့ကိုစွန့်လွတ်လိုက်ပြီလို့မဆိုနိုင်ပါဘူးလောလောဆယ်တဲ့မှာတော့နာဖဟာတဖက်လက်နီးတွေနဲ့ပြည်ပမှာဒီအာဘော်ဖြစ်ပေါ်အောင်ဖန်တီးနေဟန်ရှိပါတယ်တစတဲ့မှာပြည်ပနိုင်ငံများကအားပေးတဲ့ဗမာပြည်ရဲ့ရပါရဂူတွေပါဝင်တဲ့အဖွဲ့အစည်းတချို့ဟာ ရှင်လဲလျှောက်တာပြားလဲစွဲတာစီမဲ့လမ်းကြောင်းတွေပေါ်ထုတ်ချင်နေကြပါတယ်စေအိုစုကိုလည်းအသက်ရှူပေါက်ပေးတဲ့နယ် ခွေးတော်မှဂျောင်ပိတ်ရိုက်ရင်ပြန်ကြိုက်တတ်တယ်ဆိုတဲ့တရားမျိုးတွေကိုတွယ်ဝိုက်ဖော်ထုတ်နေသူတချို့လည်းတွေ့ရပါတယ်။သူတို့ဟာရှစ်လေးလုံးရဲ့အာဇာနည်တွေအသီးပွင့်တွေအစင်လာတွေကိုတန်ဖိုးမထားပါဘူး။1990ရွက်ကပွဲရလက်ကိုလည်းအပေးယူလုပ်စရာကိစ္စတစ်ခုဖြစ်တော့ပဲသဘောထားကြပါတယ်။တချို့ကဆိုရင်ကိုရိုးစည်းပွားနဲ့မကင်းပါဘူး။ပြန်စဉ်းစားလိုက်တော့ဒီလိုပြောနေသူတွေအားလုံးဒီပါဟာရှစ်လေးလုံးကာလတုန်းကဘာမှမလုပ်ခဲ့သူတွေ ရှစ်လေးလုံးအသီးအပွင့်90ခုနဲ့ရွက်ောက်ပွဲအသီးပွင့်နဲ့ဘာမှမပတ်သက်တဲ့လူတွေဖြစ်နေတာတွေ့ရပါတယ်။လွတ်လပ်စွာယူဆခွင့်တင်ပြခွင့်ကို အသိအမှတ်ပြုပါတယ်။ဒါပေမဲ့ဒီနေ့ဗမာပြည်လိုကိုယ့်ထက်အင်မတန်စစ်အင်အားကြီးတဲ့အာဏာရှင်တွေနဲ့ရင်ဆိုင်နေရတဲ့ချိန်မှာအတိုက်ခံအင်အားစုရဲ့စီလုံးညီညွတ်မှုကိုထိခိုက်စေတဲ့အယူအဆရှုပ်ထွေးစေတဲ့အပြုအမူဒါမှမဟုတ်လောက်ရက်ကိုတော့ခွင့်မပြုသင့်ပါဘူး။